်အန်ဒရူးအယ်လီယိုရဲ့နေစဉ်မှတ်တမ်းဇန်နဝါရီ16 1955မနေ့ကနှစ်ဝက်ကျော်ညစာစာပွဲလုပ်တယ်ဂျေဆန်ကြီးပြောတာကိုနားထောင်ပြီးတို့တွေတွေရည်လိုက်ရတာကိုလိပ်တွေကချောပိလာပိဆိုတဲ့ကောင်မလေးတွေကိုကြည်ရွေးဖိတ်တယ်ညူးဝဲဆိုတဲ့ကောင်ကတော့ကောင်မလေးတယောက်ကိုအဆောင်ပြန်ဖို့ရင် သူစွန်ခဲ့တယ်လို့ကြားတယ်ဒါပေမဲ့ဒီကောင်တက်တက်ကြွားတာပဲဖြစ်မှာပါတက်တိမပြနိုင်ရင်တို့ကဘယ်ယုံပါမလဲဂျေဆန်ကြီးလာရင်တော်တော်ပြောရတယ် ီကောင်ကြီးကရုပ်ရည်လေးဖြောင်းတယ်။ဒီကောင်လာပြီဆိုရင်ကို့အတွဲကိုတော့သူ့ပဲရိုင်းရိုင်းသွားလို့မနေထိန်ထားရတယ်။သူကလေရပြီးသူ့ဖြစ်ပျက်ကိုပြောပြတော့သူ့တို့တွေရေးလိုက်ရတာ။ဦးကိုနှိမ့်နေရတယ်။သူ့မှာအခန်းပေါ်အတစ်တယောက်ရောက်နေတယ်တဲ့။တခြားအခန်းပေါ်ပါဖြစ်သွားတယ်ဆိုတော့တော့ပြောမပြဘူး။အခုနောက်ရောက်လာတဲ့အခန်းပေါ်အတစ်ကခက်ယူယူခက်ကြောင်ကြောင်နဲ့အဲ့ဒီညာကသူလဲအိတ်မေလို့ရောအခန်းပေါ်တစ်ကဓာကြီးဆွဲထုတ်ပြီးအေကန်ထဲမှာအေလိုဖလင်းလို့ ဒါကြီးတရံရံနဲ့လုံနေတဲ့တပတ်လောက်လဲကြာရောအေကန်နဲ့ကဆိုဖာတွေကိုဒီကောင်ကဒါနဲ့ရှောက်ခုတ်ထားတာတလုံးမအကောင်းမကျန်တော့ဘူးတဲ့ပြီးတော့အခန်းထဲမှာလဲအော်ဟစ်ဆူညံနေတဲ့ဆိုဖာကြီးကိုဒါနဲ့တစ်ချက်ခုတ်လို့အနိုင်ရတိုင်းတက်ကွတက်တက်လို့အော်တဲ့ဆိုဖာကြီးကိုတော့အနိုင်ရမှာပေါ့ဆိုဖာကဘာပြန်လို့နိုင်တာမှတ်လို့ဂျေဆန်ကြီးကလည်းဘာလို့ရမှာမသိလို့အသာပဲကုတ်နေရတဲ့ မင်းညနေကတော့သူတို့နှစ်ယောက်စီးရင်ရှင်းရတဲ့ဂျေဆန်ကတင်းနေရိုက်တန်တစ်ချောင်းကိုကင်ပြီးဘာဖြစ်လို့ဆိုပါတွေကိုဒါနဲ့ရှောက်ခုံနေရတာလဲလို့မေးတယ်ဒီတော့အခန်းပေါ်တေကဓာတိုင်းလေးကျင့်နေတာတဲ့ရေးတက်ကတို့နဲ့ဓာတိုင်းကစားပွဲအတွက်လေးကျင့်ကလုပ်နေတယ်တဲ့ဒီတော့ဒီလောက်ကျင့်ကျင်လဲသူနှစ်ပြိုင်ကျင့်အောင်ဒါပေမဲ့တယောက်ကိုတယောက်အသေးချရမယ်လို့ဂျေဆန်ကပြောတယ်အခန်းပေါ်ကဂျေဆန်တက်တက်ကြွားနေတယ်လို့ထင်နေတဲ့ ဒါပေမဲ့ဂျေဆန်ကကြံနေသေးတဲ့ဆိုပါအဆုပ်တွေကိုဒက်နစ်ရိုက်တန်နဲ့အကုန်ရိုက်ချိုးဖျက်ဆီးပစ်လိုက်တော့ဒီကောင်ကနည်းနည်းဖြုံသွားတဲ့သူ့ကိုအနိုင်တက်ရင်တမတက်နိုင်ရင်ဒီဆိုပါတွေလိုဆုပ်ပြတ်သွားအောင်ဆော်ပစ်မယ်လို့ပြောတယ်ဒီတင် အခန်းဖော်တစ်ကအဲ့ဒီနောက်ငြိမ်သွားရင်တင်မကဘူးနောက်တနေ့ကျတော့သူ့ပတ်ဆံနဲ့ဆိုပါအစ်စ်တွေတော့ဝင်လာတယ်အဲ့ဒီနောက်ကစပြီးဂျေဆန်ရဲ့အခန်းမှာငြိမ်သွားတော့တယ်ငြိမ်သွားတာမှချွတ်ချွတ်တန်တော့မကြတော့ဘူး ငနေကဂျီဆန်ကိုစကားဟားတော့မပြောရဘူးတဲ့သူ့ပိုးဘေးများကဲ့သို့ဆိုဂရီတီလင်းဘရော့စ်တီလည်းအလွန်စည်းကမ်းစနစ်ကြီးကျူးဖြစ်သည်ဆာမွဲရှိသည့်အခါတိုင်းတားဖြစ်သူတီယိုတို့ကိုဇပွဲထုအလုံးမှခွင့်ပေးခြင်းမရှိတီယိုသည်ခါတိုင်းလိုပင်မာရသွန်ပျော်ပွဲစားရုံသို့အလို့ဆင်းရသည်တက္ကသိုလ်အဓိပတိဒေါက်တာဘူစီကပညာရှင်လှလခွင့်နှင့်ပတ်သက်၍မင်းခွန်ပြောကြသည့် စက်တင်ဘာတညနေကင်းကလည်း TOD တခြားသောအတန်းသားများနဲ့အတူအသည့်အသည့်မိန်ကွန်းကိုနားထောင်ခွင့်မရ။ထို့ကြောင့်မောင်မယ်တက်လွင်များ၏ညစာစားပွဲကိုကြီးညာသည့်အခါတွင် TOD ထိုညစာစားပွဲသို့တက်ခွင့်ပြုရန်အဖေကိုပြောသည်။ဟာပါတကူတို့ကျောင်းလွန်သား၏ဘဝအတွင်းထိုညစာစားပွဲ၏တကြိမ်သာရှိသည်မဟုတ်လား။တို့ရတွင်အဖေကခွင့်ပြု။ဤတွင်အမေကသူ့ဘက်ကထောက်ခံသည်။ ကလေးမှာတနေကုန်အလုပ်လုပ်ရပြန်မလာပါဘူးရှင်။တခါတလေသူလည်းသွားချင်မှာမို့သွားပါစေ။နောက်ဆုံးတွင်အဖေကသဘောတူလိုက်သည်။ဖေဖော်ဝါရီလ18ရက်နေ့၌တီအိုတီမှန်ရှိ၌ရိုက်၍မုန်းဆိပ်ရိတ်သည်။ဂျေဩဂတ်ချိန်ကြီးကိုဝတ်သည်။အကောင်းဆုံးတွစ်အပေါ်အင်ဂျီကိုဝတ်သည်။တပည့်ဆိုင်မှာဝယ်လာသည့်တိုင်အသက်ဆက်ဆက်ကြီးရှိသည်။တီအိုတီစဉ်းစားဆက်ယုံတို့ထွက်လာခဲ့၏။အပေါ်ဝတွင်ဒေါ်လာပေးလိုက်သည်နှင့် ဇက်ယုံတဲတို့ဝင်ခွင့်ရရုံမှမကအထဲတွင်ဘီယာကြိုက်တလောက်တောက်နိုင်ပြီ။ပေါ်မော့စီကရက်စာတီလက်ဆောင်တို့ကိုလည်းရနိုင်ပြီ။တီအိုဒီတကယ်ဟာပါတက်ကတို့ကြောင်းသားကြီးဖြစ်သွားလိမ့်ပြီ။ရှင်းနိုင်ခွဲတီနဲ့မိတ်ကပ်တွေကိုလိန်ထားကြီးအခမ်းအနားမူစမင်းဘော်တို့တက်လာက အခုပျော်ပွဲရှင်ပွဲအခမ်းအနားစတင်ကြောင်းကြီးညာသည်။လက်ခုတ်တန်၊ဆဲတန်၊အော်တန်၊လက်ခောက်မုတ်တန်တို့ပေါ်လာ၏။ပထမအစီအစဉ်မှာ အမျိုးသမီးကောလိပ်ကျောင်းများမှကျောင်းသူကလေးများပါဝင်သည့်ဝက်စလေမွန်ဆူမားအဖွဲ့ဟုခေါ်သောတည်ထောင်ရှင်အဖွဲ့ပြောပေးခန်းဖြစ်သည်သူတို့တချင်းစဆူကားစရှိသည် အောက်ကပရိသတ်ကတချင်းဆိုတာနားမထောင်ခြင်းဟုကိုတော်လုံးချွပြပါချွပြပါဟုဩကြသည်ခန္ဓာမှုကတည်ထောင်ရှင်အဖွဲ့ကိုမြန်မြန်ပြန်ဝင်ရန်အကြံပေးရသည် နောက်တက်လာတော့အဖွဲ့များသည်လည်းအလားတူကံကြမ္မာနဲ့ရင်ဆိုင်ကြရသည် အမှန်အဖြစ်ထိုစတေ့ချ်ရှိုးသည်ညစာစားပွဲမတိုင်ခင်ဖျော်ဖြေသည့်ပွဲဖြစ်သည်အဓိကအစီအစဉ်မှာဘီယာတိုက်ရန်ဖြစ်သည်မမွေတက်လင်များ၏ပျော်ပွဲအတွက် BRC 300ခန့်သည် အောက်မွေပွဲခမ်းမစင်ကြံ၌အသင်းရောက်နေကြလေပြီတက်လင်ကြောင်းသားများကိုမဟာဌာနမှုဆရာလေးဦးအဆောင်မှုများနဲ့တက္ကသိုလ်ရဲဆရာတို့ကစောင့်ကြံ့ခေါ်လာကြသည်တက္ကသိုလ်ရဲများမှာတော်တော်လှင်သည့်ရဲများဖြစ်သည် တို့ကိုယ်ပေါ်တွင်မိုးကအင်ဂျီများကိုလည်းဝတ်ဆင်ထားကြသည်လူလဲလူသည်တက္ကသိုလ်အခမ်းအနားပေါင်းစုံကျင်းပသည့်အောက်မွေ့ပွဲခမ်းမကြီးထဲတွင်ဘီယာများသည့်ချစ်ချင်းဝတ်ကြည့်ရအောင်ချောင်းစီးလျက်ရှိကြသည်ရံပွဲတွေဖြစ်ကြ၏ဝင်းရောက်ဖြန့်ဖြည်သည့်အဆောင်မှုများမှာမြေတုလက်ချက်မှန်မသည့်အထူးခံကြရသည်တချို့လည်းဘီယာတွေအိုင်ထွန်းနေသည့်ကျမ်းပြင်ပေါ်တွင်လဲကျသွား၏တီယိုဒီယုံရင်းဆန်ကဖြစ်နေသော ဟာဘတ်တက္ကသိုလ်ကျောင်းတော်သားကြီးတို့ကိုကြည့်၍မယုံနိုင်အောင်ဖြစ်နေသည်ထိုတက္ကသိုလ်ကျောင်းသားတို့သည်ကဘာဤအနာကခေါင်းဆောင်ဆိုသည်မှာဟုတ်မဟုတ်ပါလိမ့်စားထိုစဉ်သူ့ကိုတယောက်ကလှမ်းဆွဲလိုက်၏ဟေးတီယိုကိုလူကဘီယာတော်မတောက်တော့ဘူးလားကွာလှမ်းကြည့်လိုက်သည့်အခါတွင်အထက်တန်းကျောင်းသားကအတူတူတက်ခဲ့ကြတော့အိုဘရိုင်ယန်ကိုတွေ့ရသည်သူကဘာမှပြန်မပြောရသေးမီ ခေါင်းကိုဖိယူလောင်းလိုက်တော့ရေများသည်သူမျက်နှာပေါ်သို့စီးကျလာ၏။ပီယာဖြင့်ရေဖြန်းမင်္ဂလာပြုခြင်းပေသည်။သူ့ရဲ့အသက်ဆက်ဆက်အင်ကြီးတွင်ပီယာရွှဲဆိုနေလေပြီ။တီယိုသည်စိတ်ဆူဆူဖြင့်အိုဘရန်ယာ၏မေးကို ပင့်၍လက်တီးဖြင့်တစ်ချက်တွန်းလိုက်သည်။သူ့ရတွင်အချိန်လွန်သွားကမဟန်နိုင်တော့ပဲခြေချင်းဝန်းလောက်ရှိနေသည့်ပီယာအင်ကြီးတဲတို့လဲကျသွားသည်။တီယိုတီးမခံနိုင် ူထိုးလိုက်သည့်အိုဘရိုင်ယာကမလဲပဲသူ့အပေါ်တွင်မိုးကဆက်ထိုးရန်ခတ်တူးတူးပြောနေသည်တီယိုသည်ပီယာအိုင်ထဲမှလူလဲထလာကစိတ်ပြည့်ပြည့်ဖြင့်အိမ်သို့ပြန်လာခဲ့သည်နောက်တော့ပင်လှည့်ရမကြည့်မီဟာပါတက်ကတို့မင်္ဂလိဆောင်ဖြစ်သည့် blacklist ဆောင်ဒေသံဆောင်ဒီဝိုင်းသည်နှစ်တိုင်းပြဆက်ကားလေးရှိသည်သူပြဆက်တွင်တက်ကတို့အဆိုအတီးပြိုင်ပွဲများကျင်းပလေးရှိပြိုင်ပွဲကိုဆောင်းရသည်တွင်ကျင်းပလေးရှိပြီး ပြန်ပွဲနဲ့အနိုင်ရသူကနွေရာသီတွင်ကျင်းပသည့်ပြားဆက်တွင် ကောင်းဆောင်ရသည်သူရာတွင်ပြိုင်ပွဲဝင်သူများသည်ပြားဆက်မတိုင်မီကပင်အစောကြီးကြိုတင်စည်းရင်တွင်တတ်ကြသည်ပြန်ပွဲဥက္ကဋ္ဌလိုဝင်စတိန်သည်တချို့ကိုစင်မြင့်ပေါ်ရောက်သည့်အထိပြန်ခွင့်မပေးတော့ဘဲကြိုတင်ပေချတန်သူတို့ကိုပေချခဲ့ရသည်ပြန်ပွဲဝင်ရစီးရင်ပေးသူတိုင်းကိုစေပေါ်တင်နေရရင်ပြန်ပွဲစီတော်တော်နဲ့ပြီးနိုင်တော့မှာမဟုတ် ထိုနေ့ညကသူထန်လာရေးပြိုင်ပွဲဝင်စီးရင်ပေးသူမှာပေမင်ပါပါစပင်နီနီမြင့်မှန်ကလေးတက်လက်ဖြင့်ကျွန်တော်အစ်တယောက်ဖြစ်သည်လိုဝင်စတိန်ဒီသူ့ကိုစိတ်ပြောက်အမျိုးမျိုးပြောသည့်တိုင် ထိုပြိုင်ပွဲဝင်ကမှအလျှော့မပေးတို့ရွေးမဲ့တည်တံ့ရှင်တွေလက်တံ့ရှင်တွေကကျောင်းအထွတ်တော်ရင်အတယ်မွေးမှုပညာရှင်တွေဖြစ်ရမယ်ကွအခုမင်းကိုကြည့်ရတာထိုင်တန်းကျောင်းတော့ကနည်းနည်းပါးပါးတီးပွင့်ရအောင်လုပ်ပဲရှိတယ်တင်တယ်ဒီတော့ ကျွန်တော်ကဂီတနဲ့အသက်မွေးခဲ့တူပါဒင်နီကပြောသည်ဟုတ်ပြီလေဒီလိုဆိုရင်လည်းမင်းဝင်ပြိုင်ပေါ့ဒါပေမဲ့တိတ်တော့မလွယ်ဘူးနော်ပြိုင်ပွဲဝင်ပြိုင်မဲ့သူတွေကတကယ်ဝါရင်နေကြီးပဲကျွန်တော်သိပါတယ်ကျွန်တော်အဆင်မပြေဘူးဆိုရင်လည်းကျွန်တော်ထိုင်နေကျွန်တော်ကန်ပေါ့ဒင်နီကပြောသည်ကောင်းပြီလေကြည့်ကြကြည့်ရပေါ့ကဲမင်းအောက်ထပ်ဆင်းပြီးတီးပြပါအောင် နားထောင်ကြည့်အောင် နောက်တနာရီခန့်ကြာ၍အပေါ်ထက်တို့ပြန်တက်လာသည့်အခါတွင်လူဝင်စတိန်ဒီအာအသင့်နေသည်လူဝင်စတိန်ဒီဒုတိယဥက္ကဋ္ဌဖြစ်သည့်စူဂီတန်တို့လျှောက်လာခဲ့ကစူဂီဒီနေ့ပြန်ပွဲမှာပထမရမယ့်လက်တံကိုတော့ကိုနားထောင်ခဲ့ပြီတကယ်ပါရမီရှင်ပဲသူစဉ်သူတို့အခန်းထဲကိုတင်နေရောက်လာသည်ချိန်ပြီးနားထောင်တဲ့အတွက်ကျေးဇူးတင်ပါတယ်ပြန်ပွဲဝင်နိုင်တဲ့အဆင့်တော်ရှိမယ်လို့ထင်ပါတယ် ။ဆူဂီကမတ်တက်ထားကကျမကရက်ကလစ်ကြောင့်ဆောင်တေဂီတာပြန်ပွဲဒုတိယဥက္ကဋ္ဌဆူဂီပါ။အော်ဟုတ်လားတွေ့ရတာဝမ်းသာပါတယ်။မြန်မာအောင်မှာစိုက်ကြည့်နေတဲ့သူ့မျက်လုံးများကိုဆူဂီမမြင်တန်ရ။ကျမတစ်ထဲကဝန်ပြိုင်ရဲ့လူရှိရောပိုကောင်းတာပေါ့။ကျွန်တော်ရှုံးရင်လည်းတတ်နိုင်ဘူးပေါ့လေ။ဘာလို့ရှုံးရမှာလဲ။တိတ်လည်းမကြွားနေပါနဲ့နော်။စကီကပြောင်းရင်ပြောလိုက်တယ်။ ရှေ့ဆွက်ရေးဘာပြောရမှန်းမသိအတန်ကြာတိတ်ဆိတ်နေကြသည်ချစ်စရာကောင်းသည့်စူကီအထင်ကြီးအောင်တင်းတင်းကြိုးစားသည်စူကီရောကျွန်တော်တိပြတာနားထောင်ပါအောင်လားဟင်ကောင်းတာပဲစူကီကစန်ညာတီလေးကျင်းတီအခန်းတကန်းစီသူ့ကိုလက်ဆွဲရေးခေါ်သွားသည်တင်းနီဒီဘဲတချင်းကန့်ကြီးတပုတ်ကိုတိပြသည်ထို့နောက်ရိုမင်နော့၏စီးတုပ်တပုတ်ကိုတိပြသည် အနည်းတွင်မိမက်ပြူတယောက်ရှိသည်ဖြင့်ခါတိုင်းထက်ပင်စန်ညာတီလိုကောင်းနေသည် ို့ရတွင်အာယုံပြတ်သွားမည်ဆိုသည်ဖြင့်စုကီရှိနေသည်ကိုတစ်ချက်မှမော့မကြည့်။သို့တိုင်အားသူ့အနာတွင်စုကီရှိနေသည်ကိုသူအာယုံသိနေသည်။မိမပြူတရားအနည်းတွင်ရှိနေခြင်းကိုဘာကြောင့်အလိုလိုသိနေတယ်လဲဆိုတာမဆိုနိုင်။တချင်းဆုံးသွားသည့်အခါတွင် သူမော့ကြည့်သည်။စုကီကစနီယာပေးတွင်ရက်ရင်သူ့ကိုငုံရင်ကြည့်နေသည်။လေ high browse engine ဒီအလားပါစူးစီးရာကိုဖော်ပြနေသည်ဘယ်နဲ့လဲ နားထောင်လို့ကောင်းရင်လားတင်းဒီဒီအသက်ကိုပင်ကောင်းကောင်းမရှူနိုင်စုကီဒီသူ့အနီးလိုတိုးလာကသူ့ပခုံးဘော်တို့လက်တင်ထားလိုက်ရင်ကိုတခုပြောမယ်တင်းဒီဒီနီလောက်စိတ်ဝင်စားစရာကောင်းတဲ့လူမျိုးနဲ့ကိုတခါမှတခမ်းနဲ့မနေခဲ့ဘူးသိလားဒီနီကချွေးတီးကလေးတွေစုံနေသည့်စုကီအင်းမျက်နှာကိုမောကြည့်လိုက်ရင်ဟုတ်လား ဒီလိုဆိုရင်ကိုနဲ့တခါတော့ကော်ဖီတောက်လိုက်ခဲ့ပါလိုင်။ဇူကီကရဲသည်။အခုရောကိုကိုချစ်ချင်မလားဟင်။အခုဟုတ်လား။ဇူကီဒီဒီနေ့ရှိုင်းကြီးကျဲသည်များကိုဖြုတ်ပေးနေသည်။သူစံတရားလက်တံကြလင်းမင်းကလေးတွေတဘောကြားရလိမ့်မည်ဟုတင်းကြီးအမြဲတမ်းတွက်ခဲ့သည်။အခုသူတွက်ကိန်းမှန်နေလိမ့်မည်။ Andrew Elliot နေ့စဉ်မှတ်တမ်း March 6 အမေရိကန်မှာရှိတဲ့တခြားသောတက္ကသိုလ်တွေနဲ့ဟာဗတ်တက္ကသိုလ်တို့ကွာခြားချက်တွေကတော့ကောလိပ်ကျောင်းတွေဖွဲ့စည်းတဲ့စနစ်ပဲ1989ခုနှစ်လောက်မှာဟာဗတ်တက္ကသိုလ်တရှိရာကိန်းဘရစ်ရွာလေးဟာတာမန်ရွာကလေးတရွာကနေမျိုးကြီးတစ်မျိုးဖြစ်လာခဲ့တယ်။တချို့ကျောင်းအိမ်ကျောင်းစာထားတဲ့ကျောင်းဆောင်တွေကတော့ရှိနေပြီ။ဒါပေမဲ့တက္ကသိုလ်ကျောင်းသားတွေဟာမျိုးရဲမှာအနံပြားနေနေကြတော့ပဲ။စင်းရဲတဲ့ကျောင်းသားတွေကတော့မက်ဆာချူးဆက်လန်ကအိတ်ကုတ်ကလေးတွေမှာ ချမ်းသာတဲ့ကျောင်းသားတွေကတော့ရွှေကန်းခြေလို့ခေါ်တဲ့အရက်မှာအကောင်စားအိတ်ခမ်းတွေငှားနေကြတယ်။ဒီလိုကွဲပြားနေတာကတော့အဲ့ဒီတုန်းကလူတွေဟာအစင်တန်းခွဲခြားကြလို့ဖြစ်ရတာပါ။တက္ကသိုလ်ကျောင်းသားတွေကြမှာဒီလိုအစင်တန်းခွဲခြားပြီးကိုယ်စုကလေးတွေနဲ့ကိုနေနေကြတာမကောင်းဘူးလို့ DVD လိုဝဲကယူဆတယ်။ဒါကြောင့် Oxford တက္ကသိုလ်လူမျိုးပုံစံမျိုးနဲ့ပြန်ဖွဲ့စည်းပြီးလူမျိုးမျိုးတက်နိုင်တဲ့ college တွေကိုဖွင့်မယ်။အဲ့ဒီကိုလေးတွေကိုစုစည်းပြီးဟာဘတ်တက်ကရိုကိုပြန်လဲတည်ဆောင်မယ်လို့ဆုံးဖြတ်ခဲ့တယ်။သူပြန်ပြီးဖွဲ့စည်းခဲ့တဲ့တက်ကရိုမှာ ဖွဲ့စည်းပုံကိုပြောရအောင်မယ်ပထမចောင်းသားအစ်စ်တွေကိုဖွင့်ပေးထားမယ်ဒီလိုဆိုရင်တစ်နှစ်တည်းရောက်တဲ့ចောင်းသားတွေအချင်းချင်းရင်းရင်းနှီးနှီးနေနိုင်မယ်တယောက်ចောင်းတယောက်ပို့တည်လာမယ်ဒီလိုတစ်နှစ်လောက်အတူထားလိုက်ရင် နောက်၃နှစ်လုံးလုံးကိုယ်လေးတွေမှာပို့ပြီးရင်းနှီးလာနိုင်တယ်ဒီလိုအတူထားလိုက်ခြင်းအပြင်တချို့ចောင်းသားတွေအတွက်လည်းပညာရေးအရာတန်ဖိုးသိရှိလာမယ်ဥပမာအားဖြင့်အလာဘားမားကစကော့လူမျိုးចောင်းသားတွေဆိုရင်ចောင်းဆောင်တစ်ဆောင်ထဲမှာပဲစေတက္ကသိုလ်ဝင်ရမယ်စေចောင်းသားလောင်းတွေ နောက်မှအပိတ္တမဆရာတို့စာရေးဆရာတို့ဖြစ်မဲ့လူတွေနဲ့တွေ့ဆုံနေနေလို့ရတယ်။ဒီလိုသိပ္ပံနဲ့ဝိစာចောင်းသားတွေကိုအဆောင်မခွဲပဲထားလိုက်ခြင်းအပြင်ပညာသင်ကြားပေးတယ်လို့ဘဝအတွေ့အကြုံကိုလည်းကြော်ဝါလာစေနိုင်တယ်။ဒါပေမဲ့တက္ကသိုလ်အကျိုးသင်တန်းចောင်းသားတွေကြတော့ဒီလိုပုံစံမဟုတ်တော့ဘူးလေ။တို့လိုအကျိုးသင်တန်းចောင်းသားတွေကြတော့ဒီလိုစုံနေတာမျိုးမလို့ခြင်းဘူး။တို့အကျိုးသင်တန်းចောင်းသားတွေဟာဘက်တီးရီးယားပိုးမွှားတွေနဲ့တူတယ်။တို့တွေကတို့နဲ့ကြိုက်တဲ့ပဝင်းကျင်မာသား ြီးထွားများပြားလာနိုင်တယ်။ဒါကြောင့်ငါရယ်၊ညူဝဲရယ်၊တီကီရယ်ဆိုရင်နောက်သုံးနှစ်လုံးလုံးမှာအခန်းပေါ်တင့်မရှာတော့ပဲအဖို့ဟောင်းတွေနဲ့ပဲနေခဲ့ကြတာပေါ့။အစတုန်းကတို့အခန်းမှာကြေးဆန်းလာနေစေခြင်းနဲ့ဒီကောင်ကသဘောလဲကောင်းတယ်ပျော့ပျော့လဲနေတတ်တယ်။ဒီတော့သူလာရင်ကောင်းမယ်ပေါ့။ပြီးတော့သူကကောင်မလေးတွေအတိကျွန်းပေါ့တော့သူ့ကိုလည်းမျှဝေပေးနိုင်တယ်ပေါ့။ဒါပေမဲ့သူကအတိကတော့မဟုတ်ပါဘူး။ ရေးတက်ကတူနဲ့ဘောလုံးရိုက်ပြန်ပွဲပြီးတော့ပြန်ဘတ်စကားပေါ်မှာဒီကီကချေဆန်ကိုသူ့အခန်းကိုပြောင်းလာဖို့ခေါ်တယ်။ဒါပေမဲ့သူကတိတ်မပြောင်းချင်ဘူး။အခန်းပေါ်တွေနဲ့တွဲနေရတာစိတ်ကုန်ပြီးနောက်နှစ်တွေမှဆိုရင်တယောက်တည်းပဲနေတော့မယ်လို့တော့ပြောနေတဲ့တဲ့။အကျိုးကြောင့်သားဆိုတာတယောက်တည်းမနေရဆိုတဲ့စီကံရှိပေမဲ့သူ့အဆောင်မှုကသူ့ကိုထောက်ခံပေးမယ်တဲ့။ပြီးတော့သူ့ကိုလည်းနောက်မှအဆောင်မပြောင်းပဲအဲ့ဒီမှာပဲဆက်နေဖို့တိုက်တွန်းတယ်။သူလည်းမကြခဏလာမယ်။ ဒီတော့တို့ပဲចောင်းရှောက်မလဲတိုးတက်ကလူတဲမှာចောင်းဆောင်ခုနှစ်ခုရှိပေမဲ့သူဝင်နေတာဆိုလို့၃ခုပဲရှိတယ်။တက်ကလူចောင်းနေရလဲဒီမိုကရေစီရှိတယ်လို့ဒါပြောတာ။ကိုចောင်းမှာကိုကြိုက်တဲ့လူကိုပဲရွေးချင်ကြတာပဲ။ចောင်းလာတော်တော်များများကအဒန်ဆောင်ကိုရွေးကြတယ်။အဒန်ဆောင်က1955ခုနှစ်မှာအမေရိကန်ပြည်ထောင်စုဒုတိယသမ္မတကြီးဖြစ်ခဲ့တဲ့ဂျွန်အဒန်နေသွားတာကိုအစွဲပြုပြီးခေါ်တာ။သူကအစတုန်းက ချွေကန်းကြီးရက်ွက်ဖြစ်တဲ့နေရာမှာဆောက်ထားတာတကြောင်းနောက်တစ်ကြောင်းကအဲ့ဒီအဆောင်ကသမင်းချက်ကြီးကနယူးယောက်ကနာမည်ကြီးဟိုတယ်တစ်ခုမှာသမင်းချက်လုပ်ခဲ့တာလို့လည်းတကြောင်းအတန်းအဆောင်ကိုရွေးကြတာပဲအမှန်ကအဲ့ဒီချက်ကရေးမကြည့်ဘူးလို့ထင်ရပေမဲ့သုံးနှစ်လုံးလုံးမနှက်စာညနေစာညစာစားရအောင်မှာဆိုတော့အရေးကြီးတယ်လို့ပြောနိုင်တယ်နောက်တစ်ဆောင်ကတော့လိုဝယ်ဆောင်အဆောင်ကတော့ကောင်းပါတယ်ကလပ်တွေနဲ့လည်းညီလို့သွားလာလွယ်တယ်အဆောင်မူကတော့အင်္ဂလိပ်ဆန်လာမမင်းနဲ့ဘယင်မထက်တော်အင်္ဂလိပ်ဆန်အောင်မယ် ဒါပေမဲ့သိစရာများတဲ့အဆောင်။ဟာဘတ်တက်ကတူအကျိုးចောင်းသားတွေအကြိုက်ဆုံးနေရာကတော့ Elliot အဆောင်ပဲ။ New Wayne နဲ့ Dickie ကတော့ Elliot အဆောင်ကိုဦးစားပေးရွေးကြတယ်။ဒါပေမဲ့ငါကတော့ငါအဖေရဲ့နာမည်ကိုအစွဲပြုပြီးမှဲ့ထားတဲ့အုတ်တိုက်နီနီကြီးမှမနေချင်ဘူး။အဆောင်ဝင်းထဲမှာငါအဖေရဲ့ရုပ်ထုကြီးတောင်ရှိသေးတယ်။ new way နဲ့ dickie ကတော့တိုးတငယ်ချင်းတွေရှိတဲ့အဆောင်ကိုပဲသွားကျင်ကြတယ်။ဒီလိုနဲ့နောက်နှစ်တွေမှာဘယ်အဆောင်ယူရမယ်ဆိုတာစဉ်းစားရကြက်နေတော့မှာ ညနေပိုင်းကျတော့အဲ့တက်တယောက်ပေါ်လာတယ်။တို့တွေတွေတိတ်မမူသေးလို့တကားခေါက်တန်ကြားမိကြပေါ့။ new way ကညာကြီးအချိန်မတော်ဘူးပါလိုက်ဆိုပြီးတကားတော့ဖွင့်ပေးတယ်။ဖွင့်လဲပေးလိုက်ရောဖះရေးဆိုတဲ့ new way အတန်ကိုပဲကြားလိုက်ရတယ်။ဖះမဟုတ်ပါဘူးကွာငါဖះရေးတာဝါကပါ။ဧည့်သည်အတန်ကိုလည်းတစ်ဆက်တည်းကြားလိုက်ရတယ်။ဘာသူလို့တင်လဲ ဘာမောကဖင်လေးရဲ့ခင်ဗျအเจ้าကြီးဘာမောကဖင်လေးရဲ့တကားဘောက်မှာရက်နေတယ်သူကညာပိုင်းလမ်းလျှောက်ထွက်ရင်ရှင်းနစ်တွေမှာတို့တွေပဲအဆောင်ကိုဝင်ခွင့်လျှောက်တယ်လေမင်းကြီးအောင်မယ်ဆိုပြီးဝင်လာတာတဲ့အဲလီယော့ဆောင်ကိုလျှောက်ချင်လေရတယ်ဆိုတဲ့အကြောင်းပြောပြတယ်သူကလည်းလျှောက်ရင်တော့အဲလီယော့ဆောင်ကိုပဲလျှောက်မယ်ဆိုတဲ့အကြောင်းပြောပြတယ်ဒါပေမဲ့ငါကအင်တင်တင်ဖြစ်နေတာကိုသူကသတိပြုမိပုံရတယ်။ Andrew Elliot အဘိနာမင်းကလည်း Elliot နေတော့လေအလီယောဆောင် ပြီးတော့စာတင်တော့လေအလီယောဆူရဘာမောက်ခရဲ့ဂရိပါလာတင်တယ်အမန်ကငါ့ကိုဒီအဆောင်ကိုပဲရှောက်ဖို့လာပြောတာပါငါဟာတမာကျန်းစာကိုအိန္ဒိယလူနေတွေအတွက်ပါလာပြနိုင်မယ်လို့မမျှော်လင့်ပါဘူးဒါပေမဲ့ထူးခြားတဲ့လူတယောက်ဖြစ်မယ်လို့တော့သူမျှော်လင့်ပါတယ်တဲ့ငါကလည်းတော်တော်အံ့အားတင့်နေပြီဝမ်းသာရမလို့ဝမ်းနေရမလို့လို့ဖြစ်နေတယ်ဘာမောက်ခကြီးကိုယ်တိုင်ကငါ့ကိုထူးခြားမယ်လို့ပြောတော့ ဘယ်မှာဝမ်းမသာပဲရှိပါမလဲဆရာကြီးဟာတို့အခန်းကိုလာတာဟုတ်မဟုတ်ရဲ့လားဆိုတော့ငါတနည်းမနဲ့ချင်းငါစိတ်ထဲမှာတန်ရားဖြစ်နေတယ်ထားပါတော့လေသူလာတာအိမ်မက်လိုပဲထားပါတော့တို့သုံးယောက်ကတော့အလီယောက်ဆောင်ကိုပဲဝင်မယ်လို့ယူလိုက်ကြတယ်မင်းညံ့နေကလာတဲ့သူဟာဘာမောက်ခဖင်လီကိုတိုင်မဟုတ်ပဲတစ်စီတရေဖြစ်စီတော့သူတစီဟာငါတို့ကိုညှို့ယူဖန်ဆားနိုင်စွမ်းရှိတယ်လေ မနေ့လင်း၍အခန်းရှိရောက်နေတော့မရမ်းရောင်သတင်းစာကိုကောက်လှန်လိုက်သည်နှင့်ဂျေဆန်ဂီးပတ်သည်အာဇာမျက်နှာစာကိုအရင်လှန်တတ်သည်သူအာဇာသတင်းများဘာလို့ပါညာကြည့်ကျင်တော့ကြောင်ဖြစ်သည်ထို့နောက်ရှေးဆုံးစာမျက်နှာကိုလှန်အားတက္ကသိုလ်ဘလုံမွန်တဲကသတင်းများကိုကြည့်သည်အချိန်ရသည်လျှင်တောင်နာတွင်အတူချုပ်ဖော်ပြတတ်သောကပ္ပသတင်းများကိုကြည့်သည်ထို့ကြောင့်တက္ကသိုလ်၏တမိုင်းတွင် ဟာပါလက်ကလစ်ဂီတပြန်ပွဲတွင်ဂျာနာတစ်တူပထမဆုရသွားသည်ဆိုတဲ့သတင်းကိုသူတတိမထားလိုက်မိ1954ခုဧပြီလ12ရက်နေ့တွင်ဒန်နီယယ်ရော့စီဆိုသည့်ဂျာနာတစ်တူကလီစီအီဖလက်စ်ကွန်ချာတိုကိုတီးပြမည်ဆိုတဲ့သတင်းကိုသူမတွေ့လိုက်နောက်3ရက်ကြာသူအခန်းတကာအော်တိုထိုးထားခဲ့သည့်စာလေးတစ်စောင်ကိုတွေ့ရသည့်အခါမှာထိုအကြောင်းကိုဂျေဆန်သိရသည်ဂျေဆန် ကျမကြီးစတုံကခမားသာမကူရင်အခုလိုဆူရအောင်ကျွန်တော်စန္ဒရားလေးချင်နိုင်ခဲ့မှာမဟုတ်ဘူး။ဂတိအတိုင်းလက်မှတ်နှဆောင်ပို့လိုက်တယ်။မိတ်ဆွေတယောက်ကိုလည်းခေါ်ခဲ့ပါ။ဒင်းနီဆိုသည့်စာတို့လေးကိုတွေ့ရသည်။ဂျေဆန်ကပြုံးသည်။မောင်မဲတက်လင်နေတုံးကသူ့အတွေ့အကြုံတွေဝီးလန်တော့အတိတ်တွင်ကြံခဲ့ပြီ။သူစဉ်ကဒင်းနီပြောသည့်စကားများကိုသူအလေးနဲ့မထားခဲ့။ယခုမှသူ့အဖို့အင်ဂျီကိုဖိနှိပ်နိုင်ပြီ။ လက်ကရစ်ကျောင်းဆောင်တွင် popular ဖြစ်ဆုံးသူကိုရွေးပြီးဖိတ်နိုင်ပြီဂျေဆန်ဒီအင်နီကိုဖိတ်ဖို့အခွင့်အရေးရှာနေသည်ယခုအထူးအခွင့်အရေးကိုရပြီဧပြီ12ရက်နေ့ည၌ဟာဘတ်တက္ကသိုလ်ရှိဂီတဝါဒနာရှင်များသည်ဆန္ဒစက်ရုံကြီးတွင်စူဝေးနေကြသည်သူတို့သည်ငကားငွေတန်ထဲသို့ရောက်လာကြသည်ဂျေတခွန်တစင်းကိုစောင့်ကြည့်ရန်လာကြခြင်းဖြစ်သည်သူတို့အထက်တွင်ဆေးလှုပ်ရှားဆုံးသူမှာဂီတပညာရှင်ဒင်နီကိုတိုင်ဖြစ်သည် ဒင်းနီဒီစက်ယုံတောင်ပံအဆောင်ရှိထိုင်ခုံတန်းတစ်ခုကြားတွင်မတ်တက်ရရင်ခမ်းမကြီးတဲတို့တသွင်တွင်ဝင်လာနေကြတော့ပရိတ်ကြီးကိုစိုးရင်တကြီးလှမ်းကြည့်နေကြသည် ပရိတ်များထဲတွင် သူတို့တက်ကလူမှာပါမောက်ခတွေအပြင်မျိုးပေါ်မှာဂီတပညာရှင်ကြီးတွေလည်းပါကြသည် သူဆရာပါမောက်ခဖင်လီပင်ပါလိုက်သည်ပြိုင်ပွဲဝင်ဖို့တင်းပတ်ပေါင်များစွာလေ့ကျင့်ခဲ့စဉ်ကတင်းနီသည်သူပြိုင်ပွဲဝင်ရမည့်အချိန်ကိုရင်းသေးသေးဖြင့်စောင့်ခဲ့ရသည် ဒီနေ့ဒီဘဝင်မြင့်ကျင်တယ်လို့ပင်ချက်ချင်းဖြစ်လာသည်သူရတွင်မင်းညားကမို့ထိုးထိုးမဟုတ်ဟာပတ်တက်ကတို့ကျောင်းတော်ကြီးတွင် သူဂီတတရဖူဆောင်းရတော်မီအကျုံညတွင် သူကောင်းကောင်းအိတ်မပြောအေးရထက်တွင်တလူလူတလင်းလင်းဖြစ်နေသည်တခုခုများခြေလျှော်လက်လျှော်ဖြစ်သွားမှဖြင့်ဒုက္ခဟု သူတွေးပူနေသည်သူကိုယ်သူစိတ်မချနိုင်ပဲတည်ပြင်းကြီးတခြားခြားဖြစ်နေသည်ငါရောလူရဲစရာဖြစ်တော်မယ်ထင်တယ် ဇနီးအားစီကိုအသွားမူးမေလဲကျသွားရင်တော့ဒုက္ခဒါမှမဟုတ်ခလုတ်တိုက်လဲကျသွားရင်လည်းအခက်ပနာမကိုပြုံးစားကြီးကောက်တိလိုက်ရင်လည်းပြဿနာနောက်ကျပြီးတိလိုက်ရင်လည်းချက်စရာတန်စင်တွေကိုမင်းနေရင်တော့အချက်ကွဲတော့မှာပဲဟုတ်တူတွေ့သည်စင်ပေါ်မှာငါဒုက္ခဖြစ်နေတာကိုကြည့်ပြီးပရိသတ်တွေကဒါဟာဖြစ်နေကြတော့မှာပဲကျောင်းလုံးတွေဒါမကဘူးဂီတမှာကျွမ်းကျင်တဲ့ပညာရှင်တွေကပါငါ့ကိုကြည့်ပြီးယဉ်နေကြတော့မှာပဲအချက်တကွဲဖြစ်တော့မှာပဲဟုတ်ထင်ပါရဲ့ဒီပြန်ွဲကိုဘာလို့သွားဝင်ပြီးပါလဲ သူနဖူးကိုစမ်းကြည့်နဖူးကပူပြီးချွေးတွေစုံနေသည်ဖြားမဖြားတာလားမသိဘူးဖြားတယ်ဆိုရင်တော့ငါပြန်ပွဲကိုရွှေ့ပေးမယ်ထင်ပါရဲ့ဖြားကြကြမှလို့ကျွန်တော်ဖြားပါစေတုတ်ခွေးဖြစ်ပါစေဒါမှမဟုတ်လည်းယောဂကြီးတခုခုဖြစ်ပါစေနောက်တနေ့မနေ့ရောက်တဲ့အခါတွင်နေထိုင်ကောင်းနေတဲ့ဖြင့်သူစိတ်ပြတ်သွား၏တို့ဖြင့်တင်နေသည့်ထိုနေ့ညနေဆန္ဒစယုံတဲ့တွင်ကျင်းပသည့်သူအားကောင်းပြတ်ဆက်တင်ပွဲကြီးကိုရင်ဆိုင်နိုင်ရန်မနေ့အားတင်းယူရသည် တင်းနေသည်စင်နောက်တွင်ရက်နေသည်ဒီနေရာမဟုတ်ဘဲတခြားနေရာတစ်ခုရောက်နေလင်အကောင်းသားဟုသူတွေ့သည်တီဝိုင်းအချက်ပြစရာလူဝင်စတင်က သူအစင်တင်ဖြစ်မဖြစ်မေးရန်ဇက်စင်နောက်ကို ဝင်လာသည် အစင်တင်မဖြစ်သေးဟုပြောလိုက်ခြင်းသည်သို့တော့သူရင်ထဲကတစုံတရာကသူ့ကိုကောင်းအငိမ့်ခိုင်းနေသည်တင်းနေသည်တပင်းတစ်ချက်ကိုရှိုက်လိုက်ပြီးနောက် ကျမ်းပြင်ကိုငုံကြည့်ပြီးစင်မော်တို့တက်လာခဲ့သည်ဇန်နီးယားကုံတင်ဝင်းမထိုင်မီသူ့ကိုဩဘာပေးနေကြသည့်ပရိသတ်ကိုနှုတ်ဆက်သည့်အနေဖြင့်ခေါင်းကိုညွတ်ပြသည်ကံအားလော်စွာမိမောင်းများထိုးထားသည့်ဖြင့်သူ့မျက်လုံးများသည် ပြာဝေသွားကာပရိသတ်ကိုမမြင်ရတော့သူစဉ်မမျော်လင့်သောအဖြစ်တစ်ခုဖြစ်လာသည်ဇန်နီးယားခလုတ်များကိုတိုးထိလိုက်ခြင်းနှင့်တပြိုင်နက်သူ့အကြောက်သည်ခံစားမှုအစ်စ်တစ်ခုဖြစ်ချက်ချင်းပြောင်းသွားသည် ထုံခံစားမှုမှာဆေးလှုပ်ရှားခြင်းဖြစ်သည် သူတကိုယ်လုံးဂီတကိုဖွဲ့ရန်တွေးရစူဝေလာသည်တင်နီသည်လိုဝင်စတိန်ကိုကောင်းကျင်း၍အချက်ပြလိုက်သည်လိုဝင်စတိန်၏အချက်ပြလှင်တန်းစားလုပ်လိုက်သည်နှင့်တပြိုင်နက်တင်နီသည်အိမ်မွေးချခံရသူလိုဖြစ်သွားသည်သူလက်တန်သည်အပြစ်ခွေသူများကင်းစင်နေသည်ဟုထင်သည်သူတသက်တွင်ဒီများလောက်တကားမှစန္ဒရာတိမကောင်းစဘူး ခမတောင်အတီတီမှာဘရာဘိုဟုတော့အတန်များအော်လာသည်။ဩဘာလက်ခုပ်တန်တွေမစဲနိုင်တော့။ဂီတပြိုင်ပွဲပြီးနောက်ဒင်းနီကိုလူတွေဩဘာပေးကြပုံမှာဒင်းနစ်ချန်ပီယံရသွားသူတယောက်ကိုဩဘာပေးကြပုံနဲ့သူတွေဟုကြေဆန်းတင်သည်။သူ့ကိုပခုံးပေါ်မြှောက်ချီ၍စက်ကုံတက်တင်လှဲ့ပတ်မပြအောင်တမိတာကြံတော့သည်။ဂီတပညာရှင်များကတန်းစီရက်ကဒင်းနီကိုလက်ဆွဲနှုတ်ဆက်ကြသည်။ဒင်းနီသည်ကြေဆန်းကိုလှမ်းမြင်လိုက်သည့်အခါတွင်လူအုပ်ကြားထဲမှထွက်လာကား ဆက်စင်အစွန်တို့လာပြီးသူ့ကိုနှုတ်ဆက်သည်သိကောင်းနေဗျာပြီးလေးနဲ့လက်မှတ်တွေလည်းရရင်ကျွန်တော်ဆက်နေလဲမိတ်ဆက်ပေးအောင်မယ်အင်ဂျီရဆယ်တဲ့59ခုနှစ်မှာပွဲယူရမှာဟုတ်လားရက်ကရက်ဆောင်ကပေါ့ဒီနီကပြုံးရင်နှုတ်ဆက်သည်ဟုတ်တယ်ဒီနီညာရှင့်ကိုချီးကျူးတဲ့လူတွေထဲမှာအင်ဂျီကတန်းကြောက်ပေါ့ရှင်အင်ဂျီမျက်နှာတွင်လည်းအပြုံးတွေဝင်လျက်ကျေးဇူးပါ ဒင်နီကစေမကောင်းလေးလေးတိုင်းပြင်ဆက်၍ကျွန်တော်တောင်းအောင်မယ်နော်ဘာမောက်ခတ်တွေကိုနှုတ်ဆက်အောင်မယ်နောက်မှသမင်းလေးပါလေလက်ဆောင်စားရင်တွေ့ကြအောင်ဆိုတွေ့ရတာဝမ်းသာပါတယ်အင်းဒီဒင်နီဒီလက်ပြနှုတ်ဆက်ကလူအုပ်ထဲလို့ပြန်လာခဲ့သည်မင်းညကအင်းဒီတယောက်ပျော်နေတဲ့ဖြင့်နောက်တနေ့ညနေတွင်ဂျေဆန်ကသူနဲ့အတူစနေနေ့တွင်ဘောဘွဲသွားကြည့်ရန်အင်းဒီကိုတယ်လီဖုန်းဖြင့်လှမ်းပေးသည် ဝမ်းနဲ့ပါရဲ့ဂျေဆန်ကိုမလိုက်နိုင်ဘူးထင်တယ်ကနဒီကတ်ကိုသွားမလို့ပါလေအင်းဒီရေးကြောင်းသားတယောက်နဲ့ချင်းထားလို့လားဟွန်းဟွန်းတင်းဒီကဟာဘတ်တေးတန်ဆောင်တီးဝိုင်းနဲ့တီးမှမလို့သွားနှားထောင်မလို့ဂျေဆန်ကတယ်လီဖုန်းကိုစိတ်ပြက်လက်ပြက်ရှင်ချလိုက်သည်ဂျေဆန်ရေမင်းတို့တင်ကားသာပဲဟုသူ့ကိုသူပြောလိုက်သည်ဟာဘတ်တက်ကတို့ကျောင်းသားတယောက်ကိုဘယ်တော့မှသွားပြီးအကူအညီမပေးလေနဲ့ ဆေးစစ်ခံတဲ့နေရာမှာတော့သူ့ကိုသွားမကူလိနဲ့